အခုရက်အပိုင်းတွင်ကျွန်တော်ဘသူတွေကိုကိုချင်းဆက်ရှင်ပေးပြတယ်လဲဆိုတော့ဒီနိုင်ငံတကာမှာရောက်နေတဲ့နိုင်ငံတကာမှာအလုံးလုံးနေတဲ့ကျွန်တော်ရဲ့ဒီလူငယ်တွေကိုကျွန်တော်ကိုချင်းဆက်ရှင်ပေးပြတယ်သူတို့ကအခုနိုင်ငံသားမှာရောက်နေတာကြာပြီတချို့တွေဆိုလို့ရှိရင်၁၂နှစ်၁၃နှစ်၁၅နှစ်အဲ့ဒီတောင်သူတို့ရောက်နေကြပြီအလုပ်တွေလည်းလုပ်နေတာဖြစ်တဲ့အတွက်လမ်းစာတွေလည်းကောင်းခဲ့တာကောင်းနေတာဖြစ်တဲ့အတွက်သူတို့အခုလက်ထက်မှာစုမိစောင်းမိရှိတယ် ဒါပေမဲ့တို့ကဒါဒီနိုင်ငံခြားမှာလုံးလုံးနေတာကငွေတော့ရတယ်ဒါပေမဲ့တို့တို့အချိန်နေကုန်နေတို့တို့ဘာလိလာတည်ယူဝယ်မှမရဘူးအဲ့တော့ကိုပိုင်လုပ်ငန်းတွေတို့ကလှုပ်ချင်ကြတာเนาะကိုပိုင်လုပ်ငန်းတွေလှုပ်ပြီးတော့မှတို့ရဲ့ကိုကြီးကိုသွေးတွေကိုတိုးတက်အောင်ကြိုးစားချင်ကြတာအဲ့တော့ကိုပိုင်လုပ်ငန်းတွေကိုဘယ်မှာသွားလုပ်မှာလဲဆိုတော့မြမပြိုပြန်ပြီးတော့မှလုပ်မှာအဲ့တော့တို့ကကျွန်တော်ကိုမြန်မာပြည်ပြန်ပြီးတော့မှဆီယံညံကိုပိုင်လုပ်ငန်းတွေဘယ်လိုလုပ်ရမလဲ။ဘာလုပ်ငန်းတွေလုပ်ရမလဲ။အဲ့တော့ဘယ်လိုပုံစံမျိုးနဲ့လုပ်ရမလဲဆိုပြီးတော့မှကျွန်တော်တောက်လျှောက်မေးကြတယ်။ မင်းတော့ကျွန်တော်ကသူ့ကိုပြန်မေးတာကဟုတ်ပြီအဲ့တော့မြမကြီးမှာကိုပိုင်းလုပ်ငန်းပြန်ပြီးတော့မှလုပ်မယ်ဆိုလို့ရှိရင်ဒီဘက်ကအလုပ်ကထွက်ရမှာပေါ့သူတို့က yes ထွက်ရမှာအဲ့ထွက်ရမှာဆိုလို့ရှိရင်အခုရနေတဲ့လစာတွေဝင်ငွေတွေကဆုံးရှုံးသွားမှာပေါ့ yes ဆုံးရှုံးသွားမှာနောက်အဲ့လိုပဲမြမပြိုးပြန်ပြီးတော့မှကိုပိုင်းလုပ်ငန်းလုပ်တဲ့အခါမှာကိုလုံးမဲ့လုပ်ငန်းကအောင်မြင်မယ်ဒါမှမဟုတ်အမြတ်ငွေတွေရမယ်လို့ယုံကြည်ထားသလားအဲ့တော့ကိုကိုယုံကြည်လားဆိုတော့လေသူတို့ကမယုံကြည်ဖြစ်နေတယ် လုံတော့လုံကြည့်ရမှာပဲဆရာကျိုးတော့စူးစမ်းကြည့်ရမှာပဲဒါပေမဲ့မျက်ချင်မှလည်းမျက်မှာပေါ့ဆိုပြီးတော့မှကျွန်တော်ပြန်ပြောလာကြတယ်အဲ့တော့စဉ်းစားကြည့်လေဒီဘက်ကလည်းကျွန်တော်တို့အလုံးပြုတ်မယ်ဒီဘက်ကလည်းဝင်ဝင်ဒီပြုတ်နဲ့မရှိတော့ဘူးဒီဘက်ကလည်းရဖို့မရဖို့မသေးကြဘူးအကယ်၍ကိုကနိုင်ငံခြားမှာပဲတောက်လျှောက်လုပ်နေမယ်ဆိုလို့ရှိရင်အသက်တွေကြီးလာတဲ့အခါမှာကိုမှဘာစီဝါကြီးပညာမှမရှိ။ဩဘာမှကိုက expert တစ်ယောက်ဖြစ်မထားဘူးဆိုလို့ရှိရင်လည်းဘဝနဲ့နာအောင်ပဲ။ဆိုတော့ဒီမှာကျွန်တော်ကြားထဲမှာပြဿနာတွေဖြစ်နေ အဲ့တော့ကျွန်တော်ကဘာဖြေရှင်းပေးလိုက်လဲဆိုတော့ဟုတ်ပြီဒီဘက်ကလည်းအလုတ်ထွက်เสียမလို့အောင် မလို့ပဲနဲ့ဒီမှာနေလို့ရမယ်ပြီးရင်မြန်မာပြည်မှာလည်း business တစ်ခု system တစ်ခုနဲ့ running မရဘူးလားအဲ့တော့ဥမာကြည့်ကျွန်တော်7-11တို့ကိုကြည့်เนาะ7-11ဆိုလို့ရှိရင်ကျွန်တော်တို့ကပိုင်ရှင်ကကိုယ်တိုင်ဒီကုံစုံဆိုင်ကိုဥဆွေးနေဥဆင်းနေတာမဟုတ်ဘူးเนาะအဲ့တော့ system တစ်ခုနဲ့ပဲလဲပတ်နေတာ စစ်ဆန်ခုနဲ့လည်းပတ်နေတာဖြစ်တဲ့အတူကကျွန်တော်တို့က predictable လို့ခေါ်တဲ့တွက်ချက်လို့ရနိုင်တဲ့ကြိုတင်ခံမှန်းလို့ရနိုင်တဲ့ဒီ revenue ငွေကြေးတွေရနိုင်တယ်ပြီးတော့ system နဲ့လည်းပတ်နေတာဖြစ်တဲ့အတူကเนาะဘယ်သူပုံမှန်မှမိခိုးစရာမလိုတော့ system ပုံမှန်ပဲမိခိုးထားတယ်အုံနာကနေပြီးတော့မှပါဝင်စရာမလိုတော့ဘူး။ဒါ7 level လေပတ်နေတဲ့ပုံစံ။တခြားသောလုပ်ငန်းကြီးတွေလည်းဒီတိုင်းပဲ။အကယ်၍အဲ့လိုပုံစံမျိုးလေးဖန်တီးလို့မရနိုင်ဘူးလား။အဲ့လိုလုပ်ငန်းအလုပ်လုပ်လို့မရဘူးလားဆိုပြီးတော့မှကျွန်တော် တို့နဲ့တိုင်ပင်ဆွေးနွေးတယ်ဆွေးနွေးတဲ့အခါမှာတို့တို့သဘောကျတယ်ဒါကျွန်တော်တို့ဒီကဘာကျော်တဲ့ framework တစ်ခုရှိတယ်လုပ်ငန်းစီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေမှာ technician ဆိုတာရှိတယ်เนาะ technician ဆိုတာရှိတယ်သူကအာကျွမ်းကျင်ပညာရှင်ပေါ့ဆိုကြပါစို့ aircon ဆိုင်ဆိုင်မှာသူက aircon ကိုပြင်တဲ့ပညာရှင်တယောက်ပေါ့ဒါကို technician လို့ခေါ်တယ်နောက်တစ်ခုကတော့ manager ပေါ့เนาะ manager ဆိုတာကကျွန်တော်တို့ဒီလုပ်ငန်းကြီးလဲပတ်နိုင်ဖို့အတွက် အစီအစဉ်တွေဆွဲတာဒီလုပ်ငန်းကြီးနေစတူဝ daily operation လေပတ်နိုင်မှုအတွက်တော့အမားတွေမရှိဖို့အမှန်တွေနဲ့လေပတ်နိုင်မှုကိုလုပ်ကြတာကကျွန်တော်စူးစမ်းတာက manager ကိုနောက်တစ်ယောက်ကတော့ကျွန်တော် entrepreneur ပေါ့ဒီလုပ်ငန်းကြီးနောက်ထပ်9နှစ်10နှစ်20မှာတနည်းအားရောက်ဖို့အတွက် vision တွေ mission တွေ core value တွေကျွန်တော်ချမှတ်တာဒီဒါဒီ entrepreneur ပေါ့ဒါလူ၃မျိုးရှိတယ် ဲ့တော့အကယ်၍ကိုကနော် manager နေရာနဲ့ entrepreneur နေရာယူပြီးတော့မှနေစတူက daily operation လဲပတ်ဖို့ရယ်နောက်ထပ်9နှစ်10နှစ်မှာနေရာတနေရာကိုရောက်ဖို့ရယ်ကိုလုပ်ငန်းကပြောတာနော်အဲ့ဒါကိုကိုက system တစ်ခုတည်ဆောက်နိုင်ရင်ကိုသည် technician နေရာပါစရာကိုကိုယ်တိုင်ဝင်ပါစရာမလိုဘဲနဲ့မြန်မာပြည်မှာ business တွေလဲပတ်လို့ရလိမ့်မယ် run လို့ရလိမ့်မယ်ကိုကလည်းဒီမှာလည်းအလုပ်လဲလုပ်နေမယ်ဒီကလည်းဝင်ငွေတွေရနေမယ်အဲ့တော့အတွေ့အကြုံတွေကလည်းကိုကမြန်မာပြည်နဲ့လှမ်းပြီးတော့မှအတွေ့အကြုံတွေစီးပွားရေးနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေရနေမယ် ဆိုတော့အဲ့လိုပြောပြတဲ့အခါမှာတို့သဘောကျတော့ကျွန်တော်ဘာလုပ်ကြလဲဆိုတော့အခုဆိုရင်အဲ့ဒီ system တွေတိစောက်နေတယ်အဲ့တော့လုပ်ငန်းတစ်ခုမှာကျွန်တော်တို့ organization chart ဘယ်လိုဆွဲရမလဲ JD တွေဘယ်လိုတတ်မှတ်ရမလဲ SOP တွေဘယ်လိုရေးပြရမလဲ SOP တော့မှကျွန်တော်တို့အမျိုးမျိုးရှိတာကိုအဲ့တော့ KPI ဘယ်လိုလုပ်ရမလဲ checklist ဘယ်လိုလုပ်ရမလဲ reporting ဘယ်လိုလုပ်ရမလဲ audit ဘယ်လိုလုပ်ရမလဲအဲ့တော့ one hand တွေကိုဘယ်လို training ပေးမလဲပြီးရင်ကျွန်တော်တို့က effective meeting တွေဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော် install လုပ်တဲ့အခါမှာအခုတစ်ဆင့်နဲ့တစ်ဆင့်သွားနေကြပြီ အဲ့တော့အခုဒီ video ကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေဒီလေကိုကကိုယ့်ရဲ့လုပ်ငန်းလေးကိုတောင်းမို့ကိုယ့်ရဲ့လုပ်ငန်းကိုကိုမပါဘဲနဲ့လဲပတ်ချင်တယ်ဥပမာ franchise business သဘော franchise model business မျိုးသဘောမျိုးလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ခုနကျွန်တော်ပြောခဲ့တဲ့အရာတွေကိုကိုလုပ်ဖို့လိုတယ်ဒါမှသာလျှင်ကိုမပါတဲ့ကိုပါစရာမလိုတဲ့ business တစ်ခုကျွန်တော်တို့ဖြစ်မှာပေါ့အဲ့တော့အကယ်၍အဲ့လိုမလုပ်တတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်လာမယ့် January လမှာကျွန်တော်တင်နန်းတစ်ခုဖွင့်ဖို့ရှိတယ်အဲ့တော့အဲ့ဒီတင်နန်းရဲ့နာမည်ကတော့ကျွန်တော်တို့ SME business system နော်အသေးစားလက်စားလုပ်ငန်းတွေအတွက်ပဲကျွန်တော်က assistant တစ်ခုတိစောက်ပေးတယ်သင်တန်းနော်အဲ့ဒီသင်တန်းကိုကျွန်တော်9ရက်တိတိကျွန်တော်သင်မယ်16ရက်လကနေကျွန်တော်စမယ်အပတ်စဉ်တောက်ကြနေတိုင်းညနေ9နာရီနေပြီးတော့မှည10နာရီထိအောင်ကျွန်တော်ကိုယ်တိုင်သင်မယ်နော်9ပတ်တိတိအဲ့တော့7 weeks ကျွန်တော်တို့သွားမယ်29ရက်နေ့ February မှာကျွန်တော်တို့ပြီးလိမ့်မယ်အဲ့ဒီတဲ့နဲ့ကိုလာတက်ပါတင်းနဲ့တက်ပြီးတော့ပါကိုယ့်ရဲ့လုပ်ငန်းလေးကို franchise model เนาะအဲတခုအနေနဲ့ဆက်တက်လုပ်ပြီးတော့မှ assistant ချောင်းလုပ်ပြီးတော့မှ ိုမပါတဲ့လုပ်ငန်းတခုလည်းပတ်နိုင်အောင်ကျွန်တော်တို့စ조사ကြည့်ပါနှစ်တက်မှာကျွန်တော် try ကြည့်အောင်เนาะနှစ်တက်မှာကျွန်တော် try ကြည့်အောင်အဲ့တော့ဒီသင်တန်းကိုကျွန်တော်တက်ကြည့်ပါเนาะအဲ့တော့တက်ကြည့်ပါကျွန်တော်အရင်တော့ကလည်းဒီ system နဲ့ပတ်သက်တဲ့သင်တန်းတွေကျွန်တော်အများကြီးဖွင့်ပေးတယ်ဖွင့်တော့ကျွန်တော်ကဒီ system ကိုဒီကျွန်တော် information တွေအများကြီးပေးဖြစ်တာပေါ့เนาะသင်တန်းမှာအများကြီးပေးတဲ့အခါမှာတကယ် live လုပ်လို့ရနိုင်တဲ့ form တွေ format တွေကနည်းတယ် နေတော့လုပ်ငန်းရှင်နေအနေနဲ့ information ပဲရသွားတယ်အဲ့တော့တကယ် practical လုပ်နိုင်တဲ့နီးလန်းတွေကနေတာဖြစ်တဲ့အတွက်သိပ်ပြီးမထရောက်ခဲ့ဘူးဒါကြောင့်အဲ့ဒါကိုကျွန်တော်သဘောမကျဘူးဒါကြောင့်မို့ကျွန်တော်နီးလန်းမျိုးစုံကျွန်တော်ရှာကြည့်တယ်အခုနှစ်နှစ်ကျော်သုံးနှစ်ပြည့်တဲ့အခါမှာတော့ကျွန်တော်တွေ့သွားတယ်အဲ့ဒါတော့ကျွန်တော်ကဘာပေါ်မှာနာမည်ကြီးတဲ့ The Impact ဆိုတဲ့စာအုပ်တို့ရှိတယ် Mike ဒီ Michael Carver ရေးထားတဲ့စာအုပ်တို့အဲ့တော့သူကတော့ဒီ SME တွေအတွက်ပဲသူက system ချဖို့အတွက်ရေးထားတဲ့စာအုပ်ဖြစ်တယ်အဲ့ထက်မှာနီးလန်းတွေအများကြီးပါတယ်အဲ့တော့ကျွန်တော်ကဒီ Impact ထဲကနေပြီးတော့မှကျွန်တော်စနစ်တွေကျွန်တော်တို့အကုန်ယူပြီးတော့မှအကုန်လုံးကျွန်တော်ပြန်တင်မယ်เนาะ ော့ခုနှစ်ပတ်ပြည့်တဲ့အခါမှာတပတ်တစ်ခါတော့ကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲဒီအင်စာတွေလောက်အောင်ပါပေါ့ခုနှစ်ပတ်ပြည့်သွားတဲ့အခါမှာဘာဖြစ်မလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းကစနစ်ကျဖို့အတွက်လမ်းကြောင်းမို့ကျွန်တော်ရောက်သွားလိမ့်မယ်အဒီတင်နောက်လာပြီးတော့မှတက်ပါ မဖြစ်မနေတက်ပါเนาะကိုယ့်ရေလုံငန်းစနစ်ကြကြနေဆိုလို့ရှိရင်ဟုတ်ပြီအဲ့တော့ဒီတနောက်ရဲ့တင်နှန်းကြီးကတော့ကျွန်တော်အများကြီးတောင်းမထားဘူး9သိန်းနဲ့ပဲကျွန်တော်အခွင့်ပြုထားတယ်เนาะ9သိန်းနဲ့ပဲကျွန်တော်အခွင့်ပြုထားတယ်အဲ့တော့အခုစအပ်မယ်ဒီနေ့ကစပြီးတော့မှအပ်မယ်ဆိုလို့ရှိရင်ကောင်းတာပါရှိလဲဆိုတော့ကျွန်တော်က business plan တင်နှန်းเนาะတင်နှန်းအရင်ဆုံးဖွင့်ထားတာအဲ့တင်နှန်းကလည်းကျွန်တော်တင်နှန်းကြီးက10သိန်းပတ်ချလဲရှိတယ်အဲ့ဒီတင်နှန်းကိုကျွန်တော်အခုဒီ Facebook group ထဲမှာကျွန်တော်ထည့်ထားပေးမယ်အဲ့တော့ကိုကအခုကလေးကစပြီးတော့မှ business နဲ့ပတ်သက်တဲ့အစီအစဉ်ဆွဲတဲ့ plan ဆွဲတာတွေကျွန်တော်အကုန်လုံးလေ့လာခွင့်ရထားလိမ့်မယ်ရထားပြီးပြီဆိုလို့ရှိရင်ကိုက system နဲ့တက်လိုက်လို့ရှိရင် perfect ဖြစ်သွားပြီဒါကြောင့်မို့ခုကလေးကကျွန်တော်တို့စပြီးတော့မအပ်စောနိုင်တယ်များစောပြီးတော့မအပ်အဲ့တော့အဲ့တော့ business plan တင်တဲ့အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်9သိန်းထက်မလျော့အဲ့ဒီ business တင်တဲ့က free ရမှာနော်ရမှာဆိုတော့ဒီ9သိန်းနဲ့ကျွန်တော်တို့တန်သွားပြီနောက်ထပ် system down ကဒါ free တက်ရတယ်လို့ကျွန်တော်တို့ပြောလို့ရသွားပြီ နော်ဖိတက်လို့ပြောလို့ရသွားတယ်အကြောင်းမလို့ဒီတင်တန်းကိုမဖြစ်မနေလာပြီးတော့မှ drive ပါလို့ကျွန်တော်ကပြောတာပါအဲ့တော့ဒီတင်တန်းကိုတက်ချင်တယ်ဆိုလို့ရှိရင်တော့ comment မှာ SPS လို့ရေးခဲ့လို့ရတယ်လို့ message box ကနေလည်း SPS တက်ချင်ပါတယ်ဆိုပြီးတော့မှပြောပါအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီ team ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေလုပ်ငန်းရှင်တွေကိုဒီသတင်းတက်ဖို့အတွက်ကူညီပေးပါလိမ့်မယ်။ဒီကြောင်းအနေနဲ့ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကြောင်းရုပ်ငန်းရှင်တွေဒီကျိုးစုံရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါရစေ။ဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးရလို့လေကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကူညီနေအောင်ပါ။မင်္ဂလာရှိသောနေ့တွေဖြစ်ပါစေ။